အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အေယာဝတီတိုင်းမြို့နယ်ငောက်ကူတွင် AA PDF ပူးပေါင်းတပ်များနှင့်စစ်တပ်အကြတိုက်ပွဲများပြင်းထန်နေစစ်တပ်ဘက်မှတိုက်ဆုံထိခိုက်မှုများပြား၍ဇေယုံကလေးများမလောက်တော့ဆိုတဲ့တရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ အေယာဝတီတိုင်းမြို့နယ်၅ခုတွင် AA PDF ပူးပေါင်းတပ်များနှင့်စစ်တပ်အခြားတိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှတေဆုံထိခိုက်မှုများပြား၍စေယုံကလေးများမလောက်တော့ခြင်းနှင့်စေဝါများပြက်လက်ခြင်းများဖြစ်နေကြောင်းတပ်တွင်းသတင်းရင်းမြစ်ထံကပြောဆိုပါသည်။အေယာဝတီတိုင်းရှိမြို့နယ်၅ခုတွင်ဖြစ်ပွားနေသောတိုက်ပွဲများ၌ဒဏ်ရာရအကြံဖတ်စစ်သားအလုံးကိုအမှတ်လေးတမတော်စေးတက်ရင်မဆာရလေးနှင့်စေယုံများတွင်ကုသနေရာကရင်မလုံလောက်ခြင်းနှင့်စေဝါမလုံလောက်ခြင်းများဖြစ်ပေါ်နေကြောင်း ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်၊ဧကပူမြို့နယ်၊သားပေါင်းမြို့နယ်၊ပသိမ်မြို့နယ်နှင့်ရေချီမြို့နယ်များတွင် AAP တရမဟာမိတ်တပ်ဖွဲ့နှင့်အကြမ်းဖက်စစ်တပ်တို့အကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ပွဲများအတွင်ထိခိုက်ဒဏ်ရာရရှိသောစစ်သားအလုံးကိုပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်အခြေဆိုင်စစ်မြေပြင်စေးတပ်ရင်မဆာရလေးကိုသာဖို့ဆောင်နေသောကြောင့်နေစဉ်ဒဏ်ရာရစစ်သားများအစုလိုက်ပြုံလိုက်ရောက်ရှိနေကြောင်းသိရပါသည်။ အော်တိုဘားလရှိရနေမှာစရရလေးတွင်ရှေရမခန္ဓာကိုလက်မောင်းနှင့်ခြေထောက်တို့တွင်ကြီထိမှန်ကရောက်ရှိလာသောဒဏ်ရာရစစ်သားများအစုလိုက်အပြုံလိုက်ရောက်ရှိနေ၍စေတရင်တွင်ဂရင်လုံလောက်ခြင်းမရှိတော့သောကြောင့်စေယုံနှင့်စေတရင်ရှိရှိကစားခွင့်နှင့်နာနေဆောင်တို့တွင်ကျော်ကိုအိမ်ညာခေါင်းအုံးစေကဒဏ်ရာရစစ်သားများကိုစေကူတမှုများပေးနေရကြောင်းသိရပါသည် အလားတူအော်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့တို့တွင်လည်းမဆာရလီစစ်စေးယုံရင်ခွဲယုံ၌ရှေးတန်းပြန်စစ်သားအလောင်းများကိုစုလိုက်ပြုံလိုက်အမိန့်စာပြန်နေပြီးရွှေမြင့်တင်တကြိုဆက်တွင်ပြီးတကြိုနေပြီးစစ်တုံးပစ္စည်းများကိုအစုလိုက်ပြုံလိုက်ဆုတ်ဖြစ်ထားကြောင်းသိရှိရပါတယ်။လက်ရှိချိန်တွင်မဆာရလီ၌စေဝါလုံလောက်မှုမရှိတော့သောကြောင့်ဒဏ်ရာရစစ်သားအလုံးကိုစေကူသားမှုပေးနိုင်ခြင်းမရှိတော့ကြောင်းသိရပါတယ်။ ။အေယာဝတီတိုင်းထဲမှာစစ်တပ်ကစစ်ကြောင်းထိုးရင်အင်အားလုံးရင်းနဲ့ထိုးတာပဲ။ဒါပေမဲ့စစ်မှုထမ်းတပ်သားတွေအများဆုံးပါဝင်တော့တိုက်ပွဲတိုင်းလူလူကိုအထိနာနေတာ။မဆားရလီမှာတော့နေတိုင်းကိုထံရရတဲ့စစ်သားတွေကအလုံးရင်းနဲ့ကိုရောက်နေတာ။တေဆုံးသူတွေကိုလည်းရွှေမြင့်တင်တကြိုဆက်မှာတိတ်တဆိတ်ကိုတကြိုနေတာဟုထက်တွင်သတင်းရင်းမြစ်ကပြောဆိုပါရယ်။ AAE ထုတ်ပြန်ချက်တွင်ရခိုင်ပြည်နယ်နှင့်အစက်အယောက်ဒီတိုင်းများတွင်လည်းတိုက်ပွဲများပြင်းထန်နေကြောင်းသိရပါရယ်။ဆက်လက်ပြီးဒဝဲမြို့ဝင်းကြီးအင်အားခလာရတရလီတည့်ရင်နှင့် အိမ်ဖြူမျိုးမှရဲစခန်းတို့ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းဒဝယ်မြို့ဝင်းကြီးအိမ်ယာခလာရတရလီတက်ရဲနှင့်ရေဖြူမျိုးမှရဲစခန်းတို့ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒူရကစစ်ကြောင်းကပြောဆိုပါတယ်။အော်တိုဘာလ9ရက်နေ့မိုးလဲ12နာရီခန့်တွင်ရေဖြူမျိုးနှင့်မျိုးမှရဲစခန်းတွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ် အလားတူရင်းနှီးညနေ၄နာရီကျော်ခန့်တွင်ဒဝယ်မြို့ဝင်ကြီးအင်အားအတွင်တက်ဆွဲနေထိုင်သောအကြံဖတ်စစ်သားများကိုလည်းဒရုန်းဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှထိခိုက်မှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ထို့ပြင်အော်တိုဘားလ၈ရက်နေ့ည9နာရီခန့်တွင်လည်းလောင်လုံးမြို့နယ်ခလာရ၁၄တက်ရင်ကိုလည်းတော်လန်ရေးတပ်ဖွဲ့များကဒရုန်းဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ဒုတက္ကစစ်ကြောင်း drone တင်နှင့် DEF drone တင်တို့က ဖူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ပြည်သူများအနေဖြင့်လည်းတနိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ရေးများအားအချိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးအထူးသတိသတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားပြီးတနင်္သာရီတိုင်းအတွင်အကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့်ပြည်သူများအနေဖြင့်လေကြောင်းရန်ကောက်ွယ်ရေးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကိုလိုက်နာကြည့်ကြံကြပါရန်နှင့်ဒေါ်လန်ရေးနှင့်စစ်ရေးအရှိန်မြင့်လာသည့်နှင့်အမျှပြည်သူ့ဘက်အမှတ်တရဘက်ရက်တီလိုသောစစ်သားများရဲတပ်ဖွဲ့ဝင်များကို ပြည်သူရင်ခွင်ခုလုံ၍အမြန်ဆုံးပူးပေါင်းပေးကြပါရန်ဒူရကစေချောင်းကတိုက်တွန်းဖိတ်ခေါ်ထားပါတယ်။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။